ခုကျွန်တော်တို့အကုန်လုံး article တွေအကုန်လုံးကြည့်တဲ့ page ပေါ့နော်အဲ့ဒါကိုအာဖန်တီးအောင်အဲ့တော့ controller ပဲထားလိုက်မယ်ကျွန်တော်အကုန်ကျွန်တော်ဖြတ်ထားလိုက်မယ် okay တော့ဒီမှာ index index ရှိတယ်ပေါ့နော်အာဒီဒါအရေ okay ဒီဒီကောင်ကိုကျွန်တော်ကဒီ article article ကနေအာ ordia order order by id နဲ့ send နဲ့လက်ပြီးတော့စီလိုက်မယ်ဒီကနေ paginate method method နဲ့ဆယ်ခုစီလမ်းယူလိုက်မယ်ပေါ့နော်ကဲဒီမှာပါထက်လို့လဲဦးမလဲဆိုတော့ wake နဲ့ e ကလုပ်လမ်းပြီးလုပ်မယ် tag နဲ့ category ကိုပေါ့နော် okay ဒါ article index ပေါ့ okay ဒါ article index ကိုရောက်လာပြီဒါ article.create အာခဏလေးကျွန်တော်တို့မှ slide တခုကြံခဲ့တယ်ထင်တယ်သိကြတာပေါ့ကျွန်တော်ရဲ့ဟိုမှာ article migration ကျွန်တော်အဲ့ဒါအရင်ပြင်လိုက်ပြီနော် article မှာ slide okay ပြီးရင်ကျွန်တော် model မှာလည်းတွားပြီးတော့ပြင်ပြင်ဖို့လိုလိမ့်မယ် article model မှာအရှိဆုံးမှာကျွန်တော် slide တခုပါပေးထားလိုက်မယ် okay php artisan migrate fresh sit okay ရပါပြီ all article okay နေလာ okay ဒီလိုပုံစံလမ်းကျွန်တော်မြင်ရပြီဒီကိုရောက်လာပြီပေါ့နော် slow data တွေအာ data တခုလောက်တော့ကျွန်တော်ဖြည့်ထားမှရလိမ့်မယ် article index က create မှာ educator create sorry ဒါ programming မဟုတ် sorry ဒါ programming ဟုတ်တယ်ကွာအော်ဘယ် file ကိုသွားပြင်နေအောင် sorry ကျွန်တော်လွဲနေတာ okay ရပြီ okay အဲ့ okay ဒါဆို article ရပြီဒီလက်များ php laravel article တခုပုံတပုံကျွန်တော်ယူပေးမယ်ဒီပုံကျွန်တော်ယူလိုက်မယ် select does not have a default value okay but you let's draw store my select jangle up on so, str str which do involve global okay and then the okay yeah okay အာ category မဟုတ်ဘူး sorry tag နဲ့ programming နဲ့ okay အဲ့ဒါဆိုအာဒီကဲဆိုပြီးတော့အာထွက်လာပြီပေါ့နော် okay ပြီးရင်သူ့ရဲ့ကျွန်တော် like count တို့ view count တို့ပါတခါတည်းအာထုတ်လိုက်မယ် name ရ like underscore count ရ okay ဒီလိုပဲပြောလိုက်မယ် like count ရဒါ view count ရ option မှာ ေးဒါ view နဲ့ clash ptm btn dash success နဲ့တွားလိုက်မယ်အဲဒီကောင်ကိုကျွန်တော်ဗာလောက်ရှင်းအောင်ဆိုလေး model box နဲ့ထွက်ရှင်းတာပေါ့နော် name ရဲ့ light underscore count ရဲ့ view underscore ဒါ account ရဲ့ okay model box ထွက်ရှင်းတာဒီမှာကျွန်တော် bootstrap model ရှာထားတယ် ဘူးဆက်ဖိုးပေါ့နော်ဖိုးကမမော်တယ်ဟိုရှိတယ်ဒီကနေလက်ရှာလိုက်လို့ရတယ်ဗျာမော်တယ် okay အဲ့တော့ဒီအာဒီပတံကိုပဲကျွန်တော် copy ကူးလိုက်တော့မယ် okay ဒီ view မှာဒါ view ပေါ့နော်ဒီ target ပါအဲ့ဆံမင်မော်တယ်တဲ့ okay နောက်တစ်ခုကဒီမော်တယ် add session နဲ့ကျွန်တော်ဒီ script ကိုအောက်ဆုံးမှာကျွန်တော်ထည့်လိုက်မယ်ပေါ့နော် add and session okay အဲ့ okay ဒီလို model box အာထွက်လာတယ်ပေါ့နော် okay ရပြီရပြီဆိုတော့ဒါ programmer.edit မဟုတ်ဘူးဒါ article.edit article.destroy โอเคအဲ့တော့ DUI လေးကိုကျွန်တော်နည်းနည်းလေးဆော့ရအောင်ပေါ့နော်အဲ့ဒါမဆော့ခင်ခဏ DUI လေးကိုအရင်ပြင်လိုက်မယ်ဗျာ model footer ကျွန်တော်မလိုဘူးအဲ့ဒါ okay ဒီပုံစံလိုက်ပေါ့နော် model title တဲ့ model title မှာကျွန်တော်ဒီကောင်ဒီ model ကြီးတစ်ခုလုံးကျွန်တော် looping လုပ်ဖို့လိုလိမ့်မယ်ပေါ့နော်အဲ့တော့ add for each နဲ့ dollar sign data as ဒီနည်းနဲ့ပဲကျွန်တော်ပတ်ထားလိုက်မယ်ဒီဒီမှာ paste လာပြီးတော့လုပ်မယ် အမော်ဒယ်တိုက်တယ်ပဲရောက်ပါလေတိုက်တယ်ဒီမှာနော် dollar sign ဒါဒီအနေနဲ့ name ကိုကျွန်တော်ထုတ်ပြလိုက်မယ် model body မှာအ spandex necklace british pg dash tag tag dash white နဲ့ tag ဒီကျွန်တော်လူပင်လုပ်ပြချင်တာဗျာ for each နဲ့ dollar sign အဒီဒီထဲမှာရှိတဲ့ဒီဒီ tag လက်ဆိုင် tag အနေနဲ့ကျွန်တော်ပတ်လိုက်မယ်ပြီးရင်ဒီမှာ dollar sign tag tag တရားဒါ name ကိုကျွန်တော်ထုတ်ပြလိုက်ရင်အာ tag ပြီးထွက်လာလိမ့်မယ်လို့ထင်တယ်ဗျ Okay ထွက်လာပါပါ Okay ကိုအဲဒီမှာ tag ဒီထွက်လာပြီပေါ့နော် tag ဒီထွက်လာပါပြီနောက်တစ်ခုကဘာအတွက်လဲဆိုတော့ဒီမှာ separator တစ်ခုကျွန်တော်ခြားထားလိုက်မယ် batch tag အာ အစီအစီဝန်ဒီ AR secondary text tag နဲ့ဒီ VRO programming ပြီးနေတဲ့ကျွန်တော်ပတ်လိုက်မယ်ဒါပြီး okay cool why programming programming ကိုမတွေ့ဘူးဖြစ်နေပါတယ်ခဏရင်တော့ကျွန်တော်ဒီကနေပြီးတော့ return တဲ့ချက်ထုတ်ကြည့်အောင် programming ကိုကျွန်တော်မရွေးခဲ့လို့ထင်တယ် programming ကိုမရွေးခဲ့လို့ okay ဒီလက်များ programming ခုနကျွန်တော်ရွေးခဲ့ပါတယ် check ရလို့လိုက်မယ် okay တချက် article programming ပြပေါ်မှာအော်ဒီမှာမပါလာတာဗျမပါလာဆိုကျွန်တော် stroke မှာနည်းနည်းလွှဲနေခဲ့တယ်ထင်တယ် ပြကြတာပေါ့ programming okay database ကိုကျွန်တော် reset reset ချက်ပြန်လုပ်လိုက်မယ် sorry database ကိုကျွန်တော် reset လုပ်လိုက်မယ် if you are design uh, migrate fresh dbc okay ဒါဆိုရပြီရပြီဆိုတော့ကျွန်တော်နောက်တစ်ခါပြန်စမ်းကြည့်အောင်ဒီလမ်းမြ tutorial php laravel ဒါ title image ကဒီပုံရွေးလိုက်မယ်ဒါ description ကို okay ရရပြီဒီမှာလည်းစကြည့်အောင်နှစ်ခုကျွန်တော်ရွေးပေးလိုက်တယ်နော် okay article programming ရဲ့ article tag okay article tag အဲ့ဒီမှာနှစ်ခုစီထွက်လာပြီပေါ့နော် okay ဒါဆိုရင်အရှင်းရင်ပြေးပြီ okay အဲ့တော့ဒီမှာဟိုဟာဖြစ်ထားတဲ့ဟာ return keyword ကိုကျွန်တော်ဖြုတ်မယ်ပြီးရင် ့ view လုပ်ကြည့်အောင်အဲ့ဒါဆို PHP လာပဲဒီဒီလိုမျိုးရလာမယ်ပေါ့နော် Okay အဲ့တော့ index မှာ index မှာကျွန်တော်ဒီကောက်ဖြုတ်လိုက်မယ်ဗျာဒါ flex နဲ့တခဏလေးတော့ကျွန်တော်နည်းနည်းကြည့်ကြည့်မယ်အဲရတယ် okay ဖြုတ်လိုက်တော့လာတယ်မလာတော့ဗျာ okay ထားပါတော့အဲအောက်မှာကျွန်တော် RMG SRC နဲ့ class img dash templates တိုင်းနဲ့သွားလိုက်မယ်ဒီမှာ assd ss နဲ့ select images select dot နဲ့ plus sign d image ကိုကျွန်တော်ထုတ်ပြလိုက်မယ်ပေါ့နော် okay အာပြီးလိုက်ရင်ကျွန်တော် description အတွက်အာဒီထဲမှာမထည့်တော့ဘူး diff ထဲမှာထည့်လိုက်မယ် okay ဒီ jar ထဲမှာ dollar sign d တွေကဒီက html syntax တွေလာမှာဗျာနော် HTML tag တွေနဲ့လာမှာဆိုတော့ HTML tag တိုင်းထွက်ဖို့လိုတာအားလုံးဒီဒီကြားထဲမှာကျွန်တော်လာရှိတာပေါ့နော် Okay အောက်မှာ description ထွက်လာပြီအဲ့တော့ image က width မရှိလို့ w dash တရားပြောလိုက်မယ် okay ကိုအဲ့ okay ဒီပုံစံလေးကျွန်တော်မြင်ရလိုက်မယ်အရှင်ပြည်တဲ့အားလုံး image ကိုထိတ်ဆုံးတင်ထားလိုက်မယ် အဲ okay အဲရပြီပေါ့နော် down dash empty empty dash okay ဒါဆိုရင်ရပါပြီထိတ်ကဟာမလောက်ဖြစ်နေပြန်မျိုးလုံးနေမှာဖြတ်လိုက်လေဗျာအဲ okay အဲ့တော့ ဒီထိပ်မှာ h file အောင်နဲ့ဒီမှာစမ်းကြည့်ရအောင် name ကိုကျွန်တော်ထုတ်ပြလိုက်မယ်โอเคဒါ div tail ထည့်ထားလိုက်မယ်ねโอเคစာများသွားရင်တော့လှသွားမယ်လို့ထင်တာပဲပေါ့เนาะ3လောက်နေโอเคအဲ့တော့ဟိုကျွန်တော်ဒီမှာလေးကျွန်တော်တို့မှာပြဿနာတစ်ခုရှိတယ်ကျွန်တော်ဒီမှာ website လို့ကျွန်တော်ပြောလိုက်မယ်အဲ javascript javascript ပုံတပုံကျွန်တော်ရွေးပေးလိုက်မယ် okay create လုပ်လိုက်မယ် all article ကိုကျွန်တော်ချက်ကြည့်မယ်ဒီ javascript ကိုကျွန်တော်ကြည့်ကြည့်အောင် okay javascript ပေါ်လာတယ်စင်ပြေတယ် okay အဲဒီဒီမှာဒီမှာပြဿနာဘာလို့ဆိုတော့ title ရဲ့ပုံနေဒီမှာစာရအကုန်လွဲနေရတွေ့လားအဲ့ဒီအဲ့ဒီကိစ္စပေါ့နော်အဲ့ဒါကိုကျွန်တော်နောက်သင်ခေတ်လာတစ်ခုရောက်မှာအာဖြည့်ရှင်းကြရအောင်အားလုံးပဲကျေးဇူးပါ